်တင်ငန်းကျုံမိချောင်းကံအပိုင်းတင်းနဲ့နှစ်ပြီးတော့သာလမ်းပေါ်ကတက်ပိုင်မြေပေါ်မြေငှားပြီးဆိုက်ပြိုးမွေးမြူရေလောက်ကင်နေသူတွေကိုဂျွန်လ73ရက်နေ့မှာတက်စီပင်ရဲနဲ့အရက်ဖက်အင်အားတထောင်ကျော်ကဝန်ရောက်ဖြက်စီးလိုက်ပါတယ်နေ့နေ့စေခန့်တက်တာရံမုံငွေတွင်ပြီးစိုက်ပျိုးမွေးမြူရေလောက်ကင်နေကြသူတွေဟာ အခွန်ငွေတွေပေးသွင်းခဲ့ပေမဲ့တပ်ပိုင်မြေပေါ်ကဖယ်ရှားဖို့အမိန်ကိုစိုင်းငံ့ပေးဖို့တောင်းဆိုခဲ့ပါတယ်အဲဒီလိုဘယ်လိုလဲဖြတ်နေတော့လေအဲဒီလိုလည်းအတိအကျမမသိဘူးထောင်ကြီးပါလားထောင်ကနန်းတော့ရှိမလားရာကနန်းတော့မကလာဘူးအာကျန်တယ်ကျတော့များတော့တော်တော်များတယ်သူလည်းမရည်ကြီးမိဘူးများသုံးလရောက်ပြောင်းအဲ့နားတွေမှာရောက်နေကြတယ်လို့ပြောတယ်တို့တော့မသိဘူးမနေ့ကတော့ဘာနိုင်ခွဲလောက်မှပဲတို့စပြီးလှူရှားတာပေါ့တပ်ပိုင်မြေပေါ်မှာနေထိုင်သူမိသားစုဝင်ပေါင်း948ယောက်ရှိပြီး အိမ်နောက်စု212စုရှိကမွေးမြူရေးတိရစ္ဆာန်တွေနဲ့တစ်ပင်တွေကိုပြောင်းရွှေ့ဖို့အတွက်အချိန်တိုးပေးဖို့တောင်းဆိုခဲ့ပေမဲ့ဂျွန်လာနှစ်ရက်နေမှာနောက်ဆုံး notice စာပေးတာကိုခံခဲ့ရပြီးမှအင်အားသုံးဝင်ရောက်ဖျက်ဆီးခံလိုက်ရတာဖြစ်ပါတယ်။အခုနိုင်ငံတော်အစင်းစင်းရောကျွန်တော်တို့ဒီပေါ်မွေးမြူရေးဌာနတွေရောအကုန်လုံးတင်ပြတာလေဒါနိုင်ငံတော်ခြံကြီးတွေမှာတော့မရှိတဲ့နော်အုပ်စုဖြစ်နေ။နောက်ပြီးတော့ကျွန်တော်တို့ကဒီမှာတင်ဝင်လားစာပေးသွင်းပြီးတော့နေထိုင်တာ။ ဟိုကျူးကျော်နေလည်းမဟုတ်ဘူးပေါ့နော်အဲအခုကဘာလို့ခေါ်မလို့ဆိုတော့သူတို့ဒီတက်မျိုးစီပင်ရဲ့အမေရသူတို့ကဖျက်ပစ်တယ်ဆိုဖျက်မယ်ဆိုတဲ့သဘောကျွန်တော်တို့ဘယ်လိုဆိုဘူတောင်းဝင်ယူမှုတောင်းဝင်ခံမှုဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စရမှာကြတော့သူတို့ကဒါအထက်အမိတ်တစ်ခုပဲတုံးတယ်ကျွန်တော်တို့ဓာကြီးကိုချက်ချင်းဘလို့မှရွှေ့ပြောင်းနိုင်တယ်ဆိုတာမရှိဘူး အဲကျွန်တော်တို့ကအချိန်ကိုဆိုင်းငံ့ကာလာပြန်ပြီးဥပမာကျွန်တော်ဒီလိုမွေးရွေးဆက်တွေ့ခုစုံလေးတွေပါလေးတွေတတ်မှတ်ပြီးတော့လုပ်ပေးနေတဲ့နေရာကိုကျွန်တော်တို့ကရှုပ်ပြောင်းကြတယ်ဖေရှားဖို့အတွက်အချိန်လုံလောက်ပေးဖို့လွတ်တော်ကိုယ်စားလှယ်ဦးသိညုံဦးခိုင်မောင်ကြီးနဲ့ဦးတင်ထွတ်တို့ကတောင်းဆိုခဲ့ပြီးစစ်တပ်ကလာရောက်ဖေရှားတဲ့နေရာကိုရောက်ရှိခဲ့ပါတယ်။ဟုတ်ခင်ဗျားတို့ခလာဆိုင်ပေးပါ။ဟုတ်ပြီတော့ကျွန်တော်တို့နဲ့ အခုတချို့ဝန်ကြီးဌာနတွေတော်များဆိုကျွန်တော်တို့လည်းလက်ညှိနေတာဟုတ်ကဲ့ပါ။အညှိနေရင်ကျွန်တော်တို့ဂျားဝင်ညှိနေပြီးတာ။မေးချမ်းချမ်းဖြည့်ဆင်းနိုင်ဖို့စဉ်းစားကြည့်နိုင်တဲ့အလုပ်ကိုဘာဖြစ်လို့မလုပ်ချင်ပါလဲ။အခုကျွန်တော်ပြောတာခင်ဗျားတို့ဘက်ကလည်းကျွန်တော်တို့ပြောတဲ့ဥပဒေကြောင်းဒီကလူလူကလည်းသင်ပြတာကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်ဂျားဝင်ပြီးတော့နော်ကျွန်တော်တို့ညှိပေးမယ်။အဲ့ဒီတော့ဘာဖြစ်လို့ကျွန်တော်တို့အခွင့်အရေးမပေးတယ်လဲ။နော်ဒါလွတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကိုတော့အလေးပြုပြုတင်တာပေါ့တိုင်းပြည်ကခစ်ပြောင်းသွားပြီလေဗျာဟုတ်ကဲ့ပါဆောဒီမိုကရေစီသွားမယ်ဆိုတဲ့ကာလမှာအရင်လိုပဲမဆယ်ရောပုံစံနေနဲ့ခမလို့လုံးမလားဒါအလုံးလည်းသိအောင်ကျွန်တော်ပြောရရင်ဒီနေ့ကျွန်တော်စိတ်ပြည့်စုံပဲနော်ကျွန်တော်တို့ဒီနေ့မိနစ်ခွဲလောက်လွတ်တော်ထဲမှာလှုပ်ပင်းနေတာနော်အစိုးရနဲ့ပြည်သူကြားမှာကျွန်တော်တို့ပေါင်းကူးပင်းနေတာနောက်အခုကတော့ကျွန်တော်တို့တင်လိုက်တဲ့စာရေးပေါ်မှာခက်ရင်ပြောရရင်တော့ ခယူမဆိုင်ဘူးဆိုတော့တုတ်ပြန်ချက်ကျွန်တော်ဒီတိုင်းပဲယူဆတယ်